လူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာတယ်ချမ်းသာတဲ့မင်းသားဂုံရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောပြောရဩဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှနိုင်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်တဲ့ဆိုလိုတာကဒနာဂုံလေးကလည်းရှိရအောင် ဒါကြောင့်လူလူတိုင်းလူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြအောင်ကြိုးစားကြပစ္စည်းဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားပစ္စည်းဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်လာလူရဝင်တယ်လူလောကကောရွှေရှိမှအမျိုးတော်တယ်ဘူဒီတိမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားစရာမရှိဘူးဆိုရင်အမျိုးတော်မှပဲမတော်ပါဘူးလို့ချင်တယ်နော် အေးစားစရာရှိပြီတိတ်ပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီယာရုတွေကြီးလာပြီဆိုရင်ကြမ်းဖန်ပြီးတော့အမျိုးဆက်တယ်ကြမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုယာရုလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုံကကြတော့ကြမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ်ဟောဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်အဲ့ဒါကြောင့်မလို့အလဝကမင်းသားကရှောက်တယ်ဟတ္တကမင်းသားရှောက်တယ်အရှင်ဘုရားတဲ့ တပည့်တော်စကားလူတွေကနားထောင်မှာပေါ့တဲ့တပည့်တော်ကဘာဖြစ်လို့လို့ဆိုရင်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ပါတဲ့ပြင်းနဲ့ကန်းနိုင်တဲ့လူတယောက်ပါတဲ့အဲ့ဒါလည်းပဲသူစီယုံဖို့အောင်မြင်ခြင်းရဲ့အကြောင်းတစ်ခုပဲလို့